ို့အားလုံးပဲမင်္ဂလာပါကိုဘောကေမီ Facebook page နဲ့ YouTube channel တွေကလည်းပြန်လည်ကြိုဆိုလိုက်ပါရစေဗျာဒီနေ့ဗီဒီယိုလေးကတော့နောက်လောက်မှာ Trauma Skin နေတဲ့အတူနောက်လောက်မှာဘာအီးပတ်နေလာမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်အပ်တဲ့ subscribe လေးနဲ့ပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလည်းကျေးဇူးများကြီးတင်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ပထမဦးဆုံးအနေနဲ့ကိုဘောကတော့နောက်လာရဲ့ပြက်ကလေးလေးကိုအရင်ပြပေးမှာပဲဖြစ်ပါတယ်ဗျ။ဒီမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တရက်နေ့ကျရင်ကျွန်တော်ဟာမဂျန်အားလုံးမျောလင်းနေတဲ့ဟာမဂျန်ကိုလည်းတွေ့မြင်နိုင်မယ်။ပြီးတော့ကျွန်တော် CWR နေလည်းရှိမယ်။ပြီးတော့အောက်မှာကျွန်တော် Shellan လေးတွေလာမယ်။ပြီးဒီအောက်လေးမှာဆိုရင်လည်း Community Event အသေးစားလေးတွေလည်းရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Okay ဒါကတော့တရက်နေ့မှာလာမယ်။ ဒါဟာမဂျန်ရဲ့ BYCW ရဲ့ပြီးတော့ကျွန်တော်တို့မှာရှမ်းလာနေရဲ့ဒီ community event နေလာမှာဖြစ်ပါတယ်ဒါတရက်နေ့ဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက် channel မှာအောက်လေးကိုနည်းနည်းလေးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော် four star bonus က November ကျွန်တော်10ရက်နေ့မှာလာမှာပဲဖြစ်ပါတယ်ဗျဒီဘက်က creator snake beast တွေကတော့ Kobodo creator တွေဒါတင်ပဲ video လေးတွေပေါ့နော်ဒါလေးကတော့ရက်အတိအကျသတ်မှတ်လို့မရသေးဘူးပေါ့နော်လောလောဆယ်ရတော့ဒါသိမ်းမောင်းတို့အတွက်အာ surprise ဖြစ်စေမယ့်ဟာတွေလည်းပါတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မြင်တွေ့နေရတဲ့ telescope ကြီးကလည်း တော်လေးကျွတ်တယ်ဗောနော်ဒါတယ်လီစကုပ်လားဒါမသိမအောင်အဝေးကြီးမှန်ပြအောင်ပါလဲ တယ်လီစကုပ်ပဲထင်ပါတယ်နော်ဒီကောင်လေးတွေ့မြင်ရမယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအုတ်ကပြန်နေပါတော့အုတ်ကပြန်နေကိုလည်းတွေ့မြင်နိုင်မယ်ပြီးတော့ကျွန်တော်နိုဝင်ဘာ20ရက်နေ့မှာဆိုလို့ရှိရင်တော့မီနီအီဗန့်လေးလာမှာဖြစ်ပါတယ်အဲ့ဒါမှဆိုလို့ရှိရင်တော့ဒါ Super War Free လေးဖြစ်ပါတယ်ပုံမှန်တိုင်းကျွန်တော်တို့ဒီ Equish မှာထွက်တဲ့ Event မဟုတ်ပဲနဲ့မီနီအီဗန့်လေးဖြစ်ပါတယ်ဒီမှာဆိုရင်တော့ Super War Free ဖြစ်မယ်ပြီးဒီဘက်မှာတော့ဒါ20ရက်နေ့မှာဆိုပုံမှန်တိုင်းကလန်ကိန်းလာမယ်ကျွန်တော်ဒီမှာနိုဝင်ဘာ28ရက်နေ့မှာဆိုလို့ရှိရင်လည်းပေါင် Event လေးကပြန်ပြီးတော့မှလာမှာဖြစ်ပါတယ်ဒါအခုကြည့်ရမယ်ဆိုလို့ရှိရင်တော့အခုဒီတလတလအတော်အတွင်းမှာပေါင် Event လေးတွေအမြ ဲလို့လို့လာပင်းနေတာလေးကိုလည်းတွေ့မြင်ရတယ်ဗောနော်ဒါလေးကတော့ကျွန်တော်တို့ player လေးတွေအတွက်ကတော့တော်တော်လေးကုန်ပါ ਉ မိုက်ပါတယ်ဗျ Okay ဒါကတော့နောက်လာရဲ့ Gobat skin လေးပဲဖြစ်ပါတယ်။နောက်လာ Gobat မှာဆိုလို့ရှိရင်တော့ဒါ King skin ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီ King လေးကတော့ဒီထိတ်ဆုံးလေးပါဗောနော်ပုံမှန်တိုင်း skin လေးကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗျ။ ဒီကင်းကဆိုလို့ချင်တော့တန်ချက်ကလေးတွေဝတ်ထားမယ်ပြီးတော့လက်ထဲမှာလည်းကျွန်တော်တို့ဒီတန်စုဘူးလုံးကြီးနေပေါ့အမေရိကန်ကတော့ဒီကောင်အထဲမှာတော့ဒါအုတ်ကပြန်လိုမျိုးကြောက်တုံးနေပေါ့နော်အဲ့ဒါလေးထည့်တော့ဒီကောင်ကတော့ကျွန်တော်တို့ထုံးစံတိုင်းတရက်နေမှာလာမှာပဲဖြစ်ပါတယ်ဒီရက်နေ့ Gobus မှာပါလာမယ့် skin လေးဖြစ်ပါတယ်ဒီကောင်ကတော့ Queen skin ဖြစ်ပါတယ်သူကတော့ဒါ6ရက်နေကြာလို့ချင်း Trash လာမယ့် Legendary Queen skin လေးဖြစ်ပါတယ် ီမှာကြည့်မယ်ဆိုရင်တော့ဒါလေးတွေတိုက်နေတဲ့ပုံစံလေးတွေရဲ့ပြီးသွားရင်ကွင်းကတော့နည်းနည်းကျွန်တော်တို့ဘယ်လိုပြောမလဲတော်တော်လတ်လတ်ရှိနေတဲ့လူငယ်ပုံစံလေးကိုတွေ့မြရမယ်သူရဲ့ဒူးလေးရကျတော့ဘေးဖက်နှစ်ခုမှဆိုရင်ဂျိုကြီးကိုရှိတ်ပြီးတော့မှတွေ့ရမယ်သူကကျွန်တော်မြားနဲ့ပြစ်တာမဟုတ်ဘဲနဲ့အောက်ကငဲတွေနဲ့ပြစ်မဲ့အနေထားလေးဖြစ်ပါတယ်ဗျဒီမှာဆိုရင်ဒါမျက်မှန်လေးရကျတော့လေးတွေပါတိုက်လို့ရှိရင်အဆင်ပြေအောင်လို့တတ်ထားတဲ့မျက်မှန်လေးပေါ့နော်သူရှိတ်ထားတဲ့ဟာလေးကလက်ထဲမှာဘုံနေတာမသိဘူးဗျအောက်မှာလေး အာပြီးသွားရင်ကျွန်တော်ဒီမှာမှန်ဘလူးလေးလည်းပါမယ်နော်တိမ်မောတော့ဒါလေးကတော့ကျွန်တော်ရှောင်းနေမှာရောင်းချပေးမယ် legendary queen skin တွေဖြစ်ပါတယ် ကဲဒါကတော့ minion print ဖြစ်ပါတယ် minion print skin လေးอ่ะဆိုလို့ရှိရင်လဲစိတ်ယုတ်ဆန်ဆန်လေးတွေ့မြင်ရမယ်သူကတော့အောက်မှာဒီရှလောက်လေးနားမှာလဲဒီ jet pad တက်ထားပါတော့သူနောက်မှာ jet pad လေးရှိမယ်ဒီကောင်လေးပုံမှာပြန်နေမဲ့အနေထားလေးပေါ့လက်ထဲမှာဆိုလို့ရှိရင်ရောတနက်လဲပါတယ်ပြင်ခုတ်တဲ့ဓာတ်လဲပါတယ်ဗျဒီဘေးကသွားရှုပ်လို့တော့မရဘူးနော်တော်တော်လေးကျွတ်တဲ့ထဲမှာပါတယ် okay ဒီကောင်ကျတော့ရှင်းရနေကြလို့ရှိရင်ဒီ shock ကနေပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်သူကလဲ legendary skin ပဲဖြစ်ပါတယ်ဗျသူအာယုံမန်းလို့လို့ပါလို့ရတယ်ဘိုက်ထဲမှာတော့ဒါပေမဲ့ဘာကြီးလဲဗျသိလား အုတ်ကငဲပဲနေမှာပါအကုန်လုံးတော့ဒီအုတ်ကပြန်နေနဲ့ပတ်သက်ပြီးတော့မှအဲအဲ့လိုမျိုးကိုးကားပြီးတော့လှုပ်ထားတဲ့ skin နေပေါ့နော်ဒါကတော့ mini print skin ပုံစံတော့စရုပ်ပုံစံနဲ့တွေ့မြင်မှာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့အိတ်စောကတော်တော်ကျန်းတယ်လို့ပြောလို့ရတယ်နည်းနည်းဆက်ပြတ်နေပြီလားမသိဘူးအငွေးတွေတောင်ထွက်နေအိတ်စောမှာရှင်းနေမကောက် Okay ဒီကောင်တော့ water skin ဖြစ်ပါတယ် water skin လေးကတော့ဒါဆယ်ရက်နေကြလို့ရှိရင် shock ကနေရောင်းရှာပေးမှာဖြစ်ပါတယ်သူကလည်းဒီထိတ်စုံမှာကင်နာတဲ့ဟာကဘာကြီးလဲသိမအောင်တော့ ဥက္ကာပြန်ရင်လားမဟုတ်ဘူးဗျာဒီကောင်ကပါလေရေခဲလိုမျိုးဟာရီလားဒါမှမဟုတ်အာစူပါမန်ကိုနိုင်တဲ့ဟိုကြောက်တုံးနေများလားโอเคဒါကတော့ water skin ဖြစ်ပါတယ်သူကလည်းဒါလေလေးတွေတိုက်နေမယ်လုံးဝလေပုံမှာသွားနေတဲ့ပုံစံလိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုလည်းကိုဘနောက်ပြန် mask skin တွေနဲ့ try ပြီးတော့ပြမယ်အရေဆုံးအနေနဲ့ကိုဘဒီ skin တွေပြပြီးတော့ game play လေးတစ်ချက်ပြပေးမယ်နော်โอเคဒါကတော့ RC skin ပဲဖြစ်ပါတယ်ဒီ RC skin လေးကတော့73ရက်နေမှာစပြီးတော့ထွက်မှာဖြစ်ပါတယ်သူကလည်း legendary skin ပဲဖြစ်ပါတယ်ဗျာ လုံးဝကျွတ်စင်နေလို့ပြောလို့ရတယ်သူရဲ့မျက်ခုံးလေးတွေနဲ့အပေါ်အဟာလေးကအာဘာကြီးလှုပ်ထားလဲသူဆွဲထားတဲ့ဆွဲကြိုးတွေတစ်ချက်ရှုပ်လိုက်ရောက်ရင်အုတ်ကာခဲတွေဆွဲထားတော့ရှုပ်လို့တော့မရအောင် okay လက်ကောက်ကလည်းအုတ်ကာခဲအာဓာရဲ့အပေါ်မှာလှန်ပေါ့နော်လှန်ရဲ့ဒီဘက်ပေါ်လေးမှာကော့ထားတာလည်းအုတ်ကာခဲလေးတွေဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့တို့ရဲ့ game play လေးတွေကိုတစ်ချက်တော့သွားပြီးတော့မှကြည့်လိုက်ကြအောင်ပထမအောင်ဆိုကျွန်တော်တို့ king skin တွေကိုစမ်းကြည့်မှာဖြစ်ပါတယ် okay ဟော king တွေကိုရှာမယ် king တွေချာချာချင်းမှာလေးဝေးလို့ကောင်းအောင်မီးတွေထွက်တာပဲ โอเคตัวอ่ะไอ้อလုံးนလုံးเนี่ยส่งย้ายได้ณีท่ามามีลงเลดิถั่วละเนาะโอ้โหดีเปียโอเคส่งมาย้ายเลยตะแฟดได้ย้ายแล้วบีถั่วเด้เนาะใต้มาเนาะโอเคป่ะตัวก็တော့แจ้งอ๋อกวดบ้องส่งเนี่ยลุบปะมาเนาะอัฟเฟคดิอ่ะเนาะโอเคโอเคพี่ว่าจะเรากวนเลดิชิจี้อ่ะอ๋อกวนอ่ะแล้วเอาไปเปียเลไตเนี่ยเลเวปုံสันนูเนี่ยไปเซ้ล่ะมา โอเคသူရောက်ပြစ်လိုက်တဲ့ဟာကြတော့မြားပုံစံမဟုတ်ပဲအုတ်ကာကဲ၃လုံးထွက်သွားတဲ့ပုံစံကိုတွေ့မြင်ရမယ်ပြီးတော့လို့ချင်ဒီထဲမှာမီအက်ဖက်လေးတွေတွေ့ရမယ်နော်ဘရာသာလို့โอเคပြီးဝါဒန်လေးတစ်ချက်ကြည့်မယ်ဝါဒန်လည်းအဲ့လိုပဲလေးဝေလေးနဲ့ကျွန်တော်ကြလာမယ်ဝါဒန်ကိုပြစ်တဲ့နေရာမှာမီးပောက်လာလားခဏလေးကြည့်အောင်သိကြအောင်အဲ့ဒါကွင်းပြစ်နေရလားဝါဒန်ပြစ်နေလားမသေးခွဲโอเคကွင်းမြင်မြင်သိသွားမှနားရင် ဝါရတော့မီးမီးမထွက်ဘူးတဲ့နော်တိတ်ပါဘူး။မျိုးပြကျွန်တော်မရှင်းသေးဘူးဒီကွင်းလေးတစ်ချက်ကြည့်မှာ။โอเคဒီမှာတော့တွေ့ရ။โอเคဝါရမီးမထွက်ဘူးသူကဟိုဟာလျှက်စီးလိုမျိုးလင်းသွားတဲ့ပုံစံနော်ဖမ်းဖမ်းဆိုအဲ့လိုထွက်တာ။โอเคဟုတ်တယ်ဝါရတော့မီးမထွက်ဘူး။โอเคအဲ့တော့ကျွန်တော်ဝိုင်းရံရှင်ပြန်လေးတစ်ချက်ကြည့်မယ်။ဟောသူကခွဲထားတဲ့ထင်လဲမီးအောက်ဒီကောင်ကျွန်တော်မီးထွက်တယ်နော်။โอเคသူကလည်းပြစ်လိုက်မီးလေးတွေထွက်တယ်။ဟုတ်ပြီ။ဟုတ်ပြီ။ ကြတော့ကျွန်တော်မီနီယာပရင်လေးကိုတစ်ချက်ကြည့်အောင်မီနီယာပရင်လေးကအားရဘလူးရောဟမ်တုံးကြည့်ရဘလူးဒဲမသွားမနဲ့တို့ဘေးတချမ်းတောင်းရင်းသွားနေလားအော်ဟိုလိုက်တုံးကြည့်တွေလိုမျိုးထင်တယ်နောက်ကလိုက်တဲ့တုံးကြည့်တွေလိုမျိုးပြစ်လိုက်လို့ရှိရင်အဲ့လိုသွားရကျွန်တော်အော်ဒီဘက်ပြေးရတော့ဒါဘေးရထွက်တော့ဆိုတော့ okay okay ပုံစံမျိုးစုံနဲ့တော့အကွက်တွေစင်နေရနော်ဒီကောင်းတွေကတော့ okay ော်တော့ Minion Print ရဲ့ပုံစံလေးဖြစ်ပါတယ်သူကလည်းမီးပဲမီးမထွက်တာဆိုလို့ဒီ Warden တယောက်တည်းပေါ့နော် Warden ကတော့မီးလေးမထွက်ဘူးသူကလင်းသွားတာလေးစီးပုံစံလိုမျိုးထင်ပါတယ်ဒီကောင်ကနှစ်ခုထွက်တာလားသူတို့မီးနဲ့ဟိုဟာနဲ့ရောနေတယ်နော်သူတို့က Okay ပါအဲ့ဒါဆိုကျွန်တော် Mask Skin လေးတစ်ချက်ကြည့်အောင်ဗျ okay ဒါကတော့တရက်နေ့မှာထွက်တဲ့ war mask skin ပဲဖြစ်ပါတယ်ဒါကကြတော့ဒီအပြင်မှာမရဘူးเนาะ brother တို့သူကတော့ war မှာပဲပါမယ် mask skin နေဖြစ်ပါတယ် သူ့ရဲ့ပုံစံလေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ပြင်အာကျွန်တော်ကျုပ်စင်ပေါ့နော်။ဝါလီထဲမှာတိုက်ရမဲ့အခါမှာကျွန်တော်မျက်လုံးလေးတွေနည်းနည်းဝိုးရောတာဖြစ်သွားစီခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ masking လေးကိုထည့်ပေါ့ဗျာ။ဒီ masking ရဲ့ပုံစံကကျွန်တော်တို့ဒီ legendary skin တွေနဲ့ပုံစံလေးဆက်ဆက်နေသလိုခံစားရတယ်ပေါ့နော်။ဒီမှာလှုပ်ထားတဲ့ဒတိုင်းလေးတွေလေးတည်တာ။ကျွန်တော်ဟို masking အကြီးတွေမှာလည်းထည့်ထားသလိုဗျာ။ဒီဘက်တစ်ချမ်းလုံးကတော့လုံးဝမီးတွေလောင်နေရရောက်ရင်။မီးလောင်နေတော့ဘာဘာလေးတွေကအပြင်ပြေးထွက်လာတဲ့အာရှာလေးတွေရော။ မက်စကင်ကတော့ကျွတ်ပါတယ်ဒီအထဲမှာလည်းမီးတွေလောင်နေရနော်ဒီမှာဆိုရင်ဝိုင်ယံချန်ပီယံပုံပါမယ်ဒီမှာကျတော့မီနီယံပရင့်မီနီယံပရင့်ပုံလေးပါဒီဘက်တောင်းနေမှာဒီဘက်တောင်းနေတော့မပါဘူးနော်အော်ဒီမှာကွင်းကွင်းပါမယ်ဗျဒါကကျတော့ဗာလေဒါကင်းရဲ့ချက်တော့မလား ကင်းကင်းတပိုင်းပြတ်သွားတဲ့နေသားလေးတွေပေါ့နော်အဲ့တော့ဒီကောင်ကတော့တရက်နေ့မှာထွက်မယ်ဝါမက်စကင်လေးပဲဖြစ်ပါတယ်ကဲဒါလေးကတော့ home base ရဲ့ mask င်ပဲဖြစ်ပါတယ်သူကကျတော့၄ရက်နေ့မှာထွက်လာမှာပဲဖြစ်ပါတယ်ဒီကောင်ကလည်းပုံမှန်ကျွန်တော် Asian site ပဲပုံမှန်ဈေးနဲ့ပဲဝယ်ရမှာဖြစ်ပါတယ် legendary skin တော့မဟုတ်ပါဘူးဗျသူ့ရဲ့နေသားလေးကိုကြည့်မယ်ဆိုလို့ချင်းလေဒီ version မှာ dragon rider တွေပြန်နေလာရောက်နေ dragon rider တွေပြန်နေတာကိုတွေ့မြင်ရမယ်ပြီးတော့ကျွန်တော်ဒီ mask င်ရဲ့ရှစ်တက်တက်မှာလဲပန်ကာလေးရဲ့အဝတက်တက်မှာပေါ့နော်ထိတ်တက်တက်လေးမှာအောက်ကခဲလေးတွေကိုတွေ့မြင်ရမယ် မက်စကီကတော့လုံးဝကျွတ်စင်ရောနော်ဒီကွာဟောပေးလေပြင်းဖြက်နေလားဒါမှမဟုတ်သဲကန်နိုင်ရပေါ့ဖြက်ပြီးတော့လေဘဝပြန်နေလားတော့မသိဘူးအောက်မှာတော့ကျွန်တော်ကြည့်ရတာတော့အာသဲဒီလို့ထင်ပါရဲ့နော်သဲကန်နိုင်ရကိုဖြက်နေရဗျသူ့ရဲ့လင်းပြားကနည်းနည်းလေးတော့ပျက်စီးနေပြီဗောနော်ဒီဗတ်ရှင်းလေးတွေမှာဖာထားတာတွေကိုတွေ့မြင်ရမယ့် โอเคตัวตลอดเลยတော့အသေးစိတ်ဒါပါတယ်ဒီမှာတစ်ပင်လေးတွေဆိုလို့ရှင်လဲတခြားလေးဒီမှာ Christmas ပင်လေးတွေကိုရှီပြီးတော့มาထားတာလဲ half day လမ်းလျှောက်နေတာတွေတွေ့ရမယ်ပြီးတော့ဒီမှာစကားပြောနေတဲ့ဒီ wizard နဲ့ hawk နဲ့ပေါ့เนาะစကားလေးတွေပြောနေတဲ့ပုံစံလေးတွေပြီးတော့ဒီမှာ python လေးတွေပုံမှာလဲကျော်ဒီဘက်က beta fish ကိုသွားတဲ့ပုံစံတွေဒီဘက်က clan copy တဲ့ပုံစံလေးတွေဒီမှာဆိုရင်ဒီကုံနဲ့ပုံတော့လှတယ်ဗျာတိလား clan copy တဲ့ crash လုပ်တဲ့ပုံစံလေးကိုပြောင်းထားပေးတာဗျမိုက်တယ်ဗျာနော်တော်တော်လေးတော့ကြွတယ် လင်းရတော့တာပါတစ်သားတွေနဲ့လှုပ်ထားတဲ့လေရင်လေးပေါ့နော်ဒီမှာဆိုရင်လည်းရှင်းရှင်းကျိုးလေးဟာလားရှင်းကျိုးလေးကိုတွေ့မြင်ရမယ်ဒီမှာဘာဘာတွေစော့နေတာလေးကိုတွေ့မြင်ရမယ်တော်တော်လေးတော့အသေးစိတ်ဆန်းနေလို့ပြောပါဒီလင်းရင်ကိုဥဆောင်ပြီးတော့မောင်းနေတာကြတော့အာရှလေးဖြစ်ပါတယ်ဒီဘက်ကဘာဘာတော့သူကဒီတယ်လီစကုပ်နဲ့လမ်းကြည့်ပေးနေတဲ့သဘောလေးပေါ့နော်အော်လုံးဝကျွတ်စင်ပြဒါအနောက်ပိုင်းကဘုံပြရတယ်နော်ဒီအရှိတကူနေတာတော်တော်လေးကြီးယူနေရတယ်ဒီမှာရေပုံးရေကန်လေးတွေပါမယ်ကွာရေရှိုးလာတာတောက်လာတာတော့မသိဘူး အာဒီမှာဆိုလဲအပင်လေးတွေကိုအထုပ်လေးတွေပို့ပြီးသွားပို့တယ်ထင်တယ်ကျွန်တော်စိတ်ထင်တော့ delivery လာမသိဘူးဟောဒီမှာဆိုရင်ကြည့်အောင်ကျွန်တော်လောလောင်ရှားတွေအာလောလောင်ရှားတွေပြီးသွားရင်ကျွန်တော်ဒီမှာဒါ wallfreak ကတွေ better dryer တွေတွေ့နေရမယ်အာ machine တွေကိုချိုးတွေနဲ့တုပ်ပြီးတော့သွားရောက်မှလာတော့မပြောတတ်ဘူးပြော okay ဒီဘက်မှာလဲတောင်ပန်လေးရတော့လှုပ်နေတဲ့ပုံစံတွေတွေ့နေရမယ်ဒီအောက်ထဲမှာလဲအများကြီးရှိနေသေးတယ်ဆိုတော့ပုံစံမျိုးကိုပြထားတယ်ဗောနော် mask ကတော့တော်တော်လေးကျွတ်တဲ့ထဲမှာပါတယ်ဗျ ့ Oh my god ဒါလေးကတော့ကျွန်တော်တော်တော်လေးတော့ကြိုက်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ telescope ကြီးကိုလည်းတွေ့မြင်ရမှာဗျဒီ telescope ကြီးကတော့အာကိုဘိုးတို့ကိုလည်းမပြောသေးဘူးဒီကောင်တွေကတော့ surprise လို့တော့ပြောတာပဲဘာတွေထူးခြားသွားမလဲဆိုတော့ကျွန်တော်တို့အာထွက်လာတဲ့နေ့မှာပဲကြည့်ရမှာဖြစ်ပါတယ်သူကတော့ဒီ၈ရက်နေလောက်မှပြောမယ်လို့တော့ပြောထားတယ်ဒါပေမဲ့ အတိအကျတော့မရှိသေးဘူးနော်ဘယ်အချိန်မှဒီ telescope အကြောင်းကိုသူတို့ဘက်ကပြောမလဲဆိုတော့မသိသေးဘူးဒါကြီးကတော့ surprise လို့ပြောတာဘာတွေထူးခြားလာမလဲဆိုတော့အာကျွန်တော်တို့အနေကြမှာပဲကိုဘောလုံးနဲ့အထူးထူးသိရမယ်ပေါ့နော်နောက်လာကြရင်တော့ Hammer Channel ရော season 3ရော Maskin ရော surprise လို့မဲ့ telescope တွေရော event တွေရောတော်တော်လေးတော့ပြောဖို့ကောင်းမယ်လို့တော့ထင်ပါတယ် okay အဲ့တော့ကျွန်တော်ဒီနေ့ video တွေကတော့ပါပဲ video တွေအစုံကြီးကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲပဲမှာကျွန်တော်ရဲ့ now video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ပြန်